အနားယူတဲ့အချိန်ကြီးစေးဖြောင်းဖြောင်းနဲ့ထွက်သွားနိုင်လိမ့်မယ်ကျွန်တော်အရာအလုံးကိုပေးခဲ့ပြီးသားဖြစ်လို့ပါ Christian Aro လည်းတူပရိသတ်များလည်းမိလာများ Yes Sport iMac ကိုရှေ့ကိုစာပေကနေပြန်လည်တင်ဆက်ပေးနေပါရင် Body Football Global ခန်းနာမှာ Billiona Gouji Ronaldo ဟာ Global Paris State စုကိုချီးမြှင့်ခံခဲ့ရပါရင်ဒီစုဟာအကစားလောကပေါ်သူ့ရဲ့ရည်ရှင်အကျိုးသက်ရောက်မှုနဲ့ထူးချွန်မှုအတွက်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါရင်စီမင်းမမဆုလက်ခံရယူရင်သူဟာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးရိုးရှင်းတဲ့စကားတွေကိုပြောကြားခဲ့ပါရင် မနိုင်ပြောရရင်ကျွန်တော်နောက်ထပ်အနေနဲ့ငယ်လောက်ဆက်ပြီးတော့ကစားသွားကြပါရင်ကျွန်တော်ကကောင်းမွန်တဲ့အရာတွေကိုပြုလုပ်ပေးနိုင်တုံးဖြစ်ပြီးကလပ်အသင်းနဲ့နိုင်ငံအသင်းကိုကူညီပေးနေပါရင်ဘာကြောင့်ဆက်မကစားရမှာလဲဆိုပြီးတော့ Red ကပြောခဲ့ပါရင်ဒီစကားတွေကသူ့ရဲ့ဘောလုံးပေါ်မစုံမနစ်တဲ့စိတ်အားထက်သန်မှုကိုပြသခဲ့တယ်ဒါပေမဲ့သူ့ရဲ့နောက်ထပ်စကားတွေကပရိသတ်ရဲ့အသင်းနှလုံးကိုလှုပ်ခတ်စေခဲ့တယ်ကျွန်တော်နောက်ယူတဲ့အချိန်ကျရင်တေးကြပါရင်ကျွန်တော်စိတ်ပျော့ပျော့နဲ့ထပ်သွားနိုင်ပါလိမ့်မယ်ဘာလဲဆိုတော့ကျွန်တော်အားရလုံးကိုပေးဆက်ခဲ့ပြီးသားမို့လို့ပါဆိုပြီးတော့ပြောခဲ့တာဖြစ်ပါရင် ဒီစကားတွေကိုနားထောင်ရင်ပြည်ထောင်ရေးရင်းထဲမှာလွှမ်းစိုးမှုပြင်းထန်လာမယ်လို့ယူဆပါတယ်။ဆယ်စုနှစ်နှစ်ခုကျော်တိုင်အောင်သူ့ရဲ့ထိုးချုံမှုတွေသွင်းကိုယ်တွေအောင်မြင်မှုတွေကိုမြင်တွေ့ခဲ့ရတဲ့အချိန်တွေဟာရေပွဲကလေးလိုမျိုးတစ်ဖက်ဖက်အကုန်လုံးသွားခဲ့တယ်။ဗီလန်နာကုန်ကြီးရုံနယ်တွေရဲ့ကစားမပွားဟာမကြခင်အဆုံးသတ်တော့မယ်ဆိုတဲ့အတွေ့အကြုံပြည်ထောင်ရေးအတွက်ခံရခက်စေတဲ့အခိုက်အတန့်တစ်ခုပါပဲ။မင်္ဂလာပါဘောလုံးချစ်သူညီအစ်ကိုများချင်းကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲအင်တာနက်လိုင်းရှိရောဖုန်းလေးတစ်လုံးရှိရောနဲ့ YesBot iBet 869 Agency မှာဘောလုံးကစားလို့ရတယ်နော် နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစောကိုတနေရာထဲမှာစောကစားနိုင်ပြီးတော့ iPad 86ကိုမောင်းငငါ6မှာဘော်ဒီမောင်းပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောစောကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်တဲ့10ရာခိုင်နှုန်းစနေနေ့တိုင်းယူနစ်ဖြည့်900ခိုင်နှုန်းလာချုပ်ရှုံးချစ်ဘောနဲ့900ခိုင်နှုန်းပေးတဲ့အပြင်မီဒီယာမရှိယုံကြည်စိတ်ချသာကစားချင်တယ်ဆိုရင်တော့ Yes Sport Pick ကနေပဲဖြစ်ဖြစ် Viber Telegram 3992539 943ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာ ဒါပေမဲ့သူ့ရဲ့စကားတွေထဲမှာဂိုယူမှုနဲ့စိတ်ကျဉ်နှံမှုကိုခံစားရတယ်။သူကဘောလုံးလောကအတွက်ပရိသတ်တွေအတွက်အရာရာအားလုံးပေးဆက်ခဲ့ပြီးသားဖြစ်ပြီးသူ့ရဲ့အနာဂတ်ကိုစိတ်ပျော်ပျောက်နဲ့ရင်ဆိုင်ဖို့အတွက်အစဉ်သင်းဖြစ်လို့နေပါရင်ဗက်ရီရဲ့ဘောလုံးခီးဟာမရေယာကျွန်းကအညာရီကောင်လေးတယောက်ကနေကဘာအကောင်းဆုံးဘောလုံးမတူဖြစ်ပြောင်းလဲလာတဲ့ခီးတစ်ခုပါ။ဒီလိုနဲ့သူကဘောလုံးလောကမှာစီကန်တင်းချမ်းမှုမဆုံးမနေစူးစမ်းမှုစိတ်ထဲကြံ့ခိုင်မှုတွေရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါရင်သူဟာဆီယာဆဲဘာမန်စိတ်ဟာဖက်ရှင်ဟိုတယ်လုပ်ငန်းနဲ့ကျမကြီးထုတ်ကုန်တွေအထိဖြန့်ကျက်ထားပြီးသူရဲ့စီးပွားရေးဉာဏ်ကြီးဟာလူငယ်တွေအတွက်ဆန္ဒနာတစ်ခုဖြစ်လာခဲ့ပါတယ် ဂလိုဘယ်ပါရစ်စတိတ်စုဟာသူရဲ့ကွင်းထဲချိုးချွန်မှုတာမကကွင်းပြင်မှာသူရဲ့တည်ဆောက်ထားတဲ့ပုံရိပ်နဲ့လူမှုအတိုင်းအဝန်ပေါ်အကျိုးသက်ရောက်မှုတွေကိုပါအတိအမှတ်ပြုတာဖြစ်ပါရင်သူရဲ့စကားတွေထဲမှာကျွန်တော်အရာအလုံးကိုပေးခဲ့ပြီးသားမှုလို့ပါဆိုတဲ့စကားကသူရဲ့ဘောလုံးအပေါ်စွန့်ကျင်မှုကိုထင်ရှားစေခဲ့ပါရင်သူကဘောလုံးကွင်းထဲမှာသွင်းကိုတွေစူပလာတွေစာရင်တွေကိုဖန်တီးခဲ့တယ်လို့ကွင်းပြင်မှာပါလေပရိုက်တာလုပ်ငန်းတွေလူငယ်တွေကိုလှုံ့ဆော်မှုတွေနဲ့သူရဲ့အကျိုးသက်ရောက်မှုကိုဆက်လက်ပြသခဲ့ပါရင်ဒီလိုရေရှည်အကျိုးသက်ရောက်မှုကပဲသူကို Global Paris State စုရဲ့ထိုက်တန်သူတူအဖြစ်ပြောင်းလဲစေခဲ့ပါရင် Radio ရဲ့စကားတွေကိုနားထောင်ရင်2003ခုနှစ်က Manchester United ကို လေမြန်နဲ့တောင်ပိုင်းကစားသောအခုပြင်စတင်ပေါ်ထွက်လာခဲ့တဲ့ရောင်းနေတဲ့ခါမကြာခင်မှာသူချစ်တဲ့ခမရတို့ကိုထားရတော့မှာဖြစ်ပြီးကျွန်တော်အနေနဲ့ခမရတို့ချစ်တဲ့သူကိုတသားသားနဲ့လွမ်းနေရတော့မယ်ဆိုတာပေါ်ပြီးတော့ခံစားတတ်ဝင်လာမိပါတယ်သူရဲ့အနာရုံတဲ့အချိန်ကျရင်စင်ပြောင်းနဲ့ထွက်သွားနိုင်လိမ့်မယ်ဆိုတဲ့စကားကသူရဲ့ကစားမပွားရဲ့ဤကုန်းပိုင်းကိုအေးမြွန်ပြသခဲ့ပါတယ်သူရဲ့ကိုယ်လေးကိုအဟိအားပေးခဲ့ရတဲ့အချိန်တွေသူရဲ့ဖန်လေးမှုတွေကိုအံ့ဩခဲ့ရတဲ့ညတွေသူရဲ့အောင်မြင်မှုတွေနဲ့အတူဂုဏ်ယူခဲ့ရတဲ့ခိုက်တန်တွေအားပရိသတ်တွေရဲ့နှလုံးသားထဲမှာထွင်းထူထားတဲ့မှတ်တမ်းကြောက်စရာတွေဖြစ်နေပေသေးရပါကြံရင်ခဲ့ပါတော့မယ် ရယ်ဒီယက်စကားတွေကဘောလုံးလောက်ကတွေမှနေမဟုတ်ပဲနဲ့ဘွားအတွက်လည်းစိတ်သက်ခွန်အားဖြစ်စရာသင်ခန်းစာတစ်ခုပါပဲသူကကျွန်တော်တို့အားလုံးကိုပေးခဲ့ပြီးသားမှုနဲ့ဆိုတဲ့စကားကသူ့ရဲ့ဘွားအပေါ်ဆွင့်ကျဲမှုနဲ့စိတ်ကျဉ်တဲ့မှုကိုထင်ရှားစေခဲ့ပါတယ်ဘွားမှာဒီလိုပါပဲကိုတက်နိုင်တဲ့လောက်အရာအားလုံးကိုပေးဆက်ပြီးစိတ်ပြောင်းောင်းနဲ့အနားယူနိုင်ဖို့ဆိုတာလူတိုင်းရဲ့အိမ်မက်တစ်ခုပါရယ်ဒီယက်ခီးဟာဒီအချက်ကိုစက်တင်ပြနေပါတယ်သူကစင်ရဲမွေးတင်မှုကနေစတင်ခဲ့ပြီးစိတ်သက်ကြံ့ခိုင်မှုမဆုံးမနေစူးစမ်းမှုစီကန်တင်ချက်မှုတွေနဲ့ကမ္ဘာထိပ်သီးအဆင့်ကိုရောက်ရှိခဲ့တယ် ဒီကားတွေမှာတဆန်းနာအထက်ကိုပို့ပြီးတော့သူ့လုပ်ပြခဲ့ပြီးပါပြီ။ဒါကြောင့်ကစားမပွားကနေချင်းဝင်းအားယူဖို့အတွက်သူ့ဘက်ကလိပ်ပြတတ်နေလိပ်ပြလုံနေလို့ခန်းဆားနေရတာပါ။ကျွန်တော်တို့ကရောကွေးတော့လည်းမဆန့်မီဆန်တော့လန့်မကွေးမီဘာမှဆိုဖြစ်သွားနိုင်တဲ့ဒေချင်းတရားအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ။တန်ရာတစ်ဖက်ကန်းကိုထွက်ခွာဖို့အတွက်ကျွန်တော်တို့အနေနဲ့ရန်လိုလိုလိပ်ပြတတ်နိုင်ပြီလား။လိပ်ပြလုံနိုင်ပြီလား။စင်ရင်ချဖို့အတွက်လုံနေပြီဖြစ်ပါတယ်။အဆောင်လေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။